ဒီနေ့မှာတော့အချိုချိုဒရစ်ဆိုတဲ့စကားကောင်းတဲ့ပုဂ္ဂိုလ်ကိုရီကတ်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ဇလန်လေးရဲ့အစမှာဆိုရင်တော့တက္ကသိုလ်အကြောင်းသားတစ်ခုမှအကြောင်းသားတစ်စုကဖူဖောင်းငလူးဆိုတဲ့စိုင်းပုဂ္ဂိုလ်ကိုင်ထားကြပြီးတော့ဆန္ဒပြနေတာနဲ့စတင်ထားပါတယ်။ကျောင်းသားတွေဆန္ဒပြနေကြတယ်ဆိုပေမဲ့တချို့ကျောင်းသားတွေကတော့စာသင်ခန်းထဲမှာစာသင်နေကြပါတယ်။ဒီစာသင်ကျောင်းမှာတော့ဘယ်ကျောင်းသားနဲ့မှမတူတဲ့ရှောင်းဆိုတဲ့ကြီးကန်ကန်ကောင်းလေးတယောက်ရှိပါတယ်။ သူကတော့သင်ခန်းစာကိုစိတ်ဝင်စားပေနဲ့ကားနဲ့ပတ်သက်တာကိုပဲစိတ်ဝင်စားနေလို့အင်ဂျင်ပုံးတွေကိုဆွဲနေခဲ့ပါတယ်။ကျောင်းစင်းချိန်ကိုရောက်တော့ရှောင်းကသူကားရက်ထားတဲ့နေရာကိုထွက်လာခဲ့လိုက်ပါတယ်။ကားဘီနားမှာရက်နေတဲ့မယ်ရီဆိုတဲ့ခလန်းလန်းအတန်းပေါ်ကောင်မလေးကိုတွေ့လို့နှုတ်ဆက်လိုက်ပါတယ်။ရှောင်းနဲ့မယ်ရီတို့စကားပြောနေတာကိုမယ်ရီရီစာကန်ကမြင်သွားပြီးတော့ရှောင်းကိုအကြီးအကျယ်ဒေါသထွက်ပြီးတော့ရှောင်းရဲ့ကားမှန်ကိုရိုက်ခွဲလိုက်ပါတယ်။တင်းသွားတဲ့ရှောင်းလေကန်ကိုလက်သီးနဲ့ထိုးလိုက်ရင်လည်းနှစ်ယောက်သားတို့ရံပွဲဖြစ်လာခဲ့ပါတယ်။ မယ်ရီကတော့ဒီရံပွဲကိုအဆုံးသတ်ဖို့နှစ်ယောက်လုံးကိုကားပြိုင်ခိုင်းပြီးတော့အနိုင်ရသူကသူမကိုပိုင်ဆိုင်ရမယ်လို့ပြောခဲ့ပါတယ်။ပြိုင်ပွဲဝင်ဖို့ကန်ရဲ့ကမှမယ်ရီပါလိုက်ပါလာခဲ့ပြီးတော့အားပေးခဲ့ပါတယ်။တချိန်ထဲမှာပဲပြိုင်ပွဲစပြီဆိုတာနဲ့လီဘာကိုအဆုံးထိနေရင်နဲ့ဒဇီးနဲ့ဒဇီးကြော်တက်ဖို့အသေးအံစူးစမ်းနေကြရင်နဲ့အရှိန်မထိန်နိုင်ပေနဲ့ကာနစီလုံးသုံးစားမရအောင်ပြင်ဆင်သွားခဲ့ရပါတယ်။ပြိုင်ပွဲရဲ့ရလဒ်အနေနဲ့ကတော့ရှင်းတိုင်းမှုဖြစ်သွားလို့၃ရောက်စလုံးဒဏ်ရာနှဲငယ်စီရခဲ့ကြတဲ့ပြင်ရက်စကန်ကိုပါရောက်လာခဲ့ပါတယ်။ ရဲအရာရှိကအချိုးမပြေတဲ့ရှောင်းကိုစကားမျိုးမျိုးပြောပြီးတော့ဆုံးမနေပေမဲ့ဒုံးစံအတိုင်းပဲအကြက်ကန်ကန်ဖြစ်နေခဲ့ပါရင်ခဏလောက်ကြာတော့ရှောင်းရဲ့အမိခင်ရောက်လာပြီးတော့အမှုကြည်အေးပေးဖို့အတွက်ရဲအရာရှိစီကိုလက်ထွက်ကူညီတောင်းခဲ့ပါရင်အဲ့ဒီနောက်မှာတော့ရှောင်းကိုပြစ်ဒဏ်မခံရအောင်ရဲအရာရှိကနေရာတစ်ခုကိုပြောင်းရွှေ့တင်းရှောင်းခိုင်းခဲ့ပါရင်ဒါကြောင့်မဲရှောင်းအမိကတော့ဂျပန်မှာရှိတဲ့ရှောင်းရဲ့အဖေစီမှာသူ့ကိုသွားနေဖို့အတွက်စီစဉ်ခဲ့ပါရင်ဂျပန်မှာရှိတဲ့ရှောင်းရဲ့အဖေအိမ်ကိုရောက်ရောက်ချင်းမှာပဲဖာသားကြီးကကားနဲ့ပတ်သက်ရင် စည်းကမ်းကိုအတင်းကျပ်ထုတ်ပြန်လိုက်ပါတယ်။ကားပြိုင်ပွဲတွေစင်းမွင့်စားမင်းနဲ့စာကိုသာလေးလေးနက်နက်စူးစမ်းဖို့ကိုလည်းအလေးနဲ့မှာကြားသွားခဲ့ပါတယ်။တရက်မှာတော့နိုင်နိုးဆက်တန်တဲ့အတူအိယာထားလာတဲ့ရှောင်းတယောက်ကရင်ဘေးမှာချိတ်ထားတဲ့အကြောင်းဝတ်စုံကိုဝတ်ပြီးတော့အကြောင်းကိုထွက်လာခဲ့ပါတယ်။တခါမှမရောက်ဘူးသေးတဲ့အကြောင်းဖြစ်နေတော့သူ့အတွက်ခက်ခဲဖြစ်နေရပါတယ်။ဒီကြောင်မှာပို့ပြီးတော့ခက်ခဲတာကတော့ဂျပန်ကြောင်ဖြစ်နေတော့ဆီယာမားနဲ့စကားပြောချိန်မှာတော့ဘာသာစကားအခက်အခဲဖြစ်နေရပါတယ် ရှောင်းတယောက်ဒီလိုတိုင်ပန်းနေကြောင်ကိုစာသင်ခန်းတွေကနေလားဆိုတဲ့စော်လေးကကြည့်ပြီးတော့လောင်ပြောင်းခဲ့ပါသေးတယ်။ထမင်းစားချိန်ကိုရောက်တော့ဂျပန်အစားအသောက်တွေကိုမစားချင်နေပေမယ့်ဘာမှမစားရင်တော့စားစရာမရှိတော့ချိန်မဲ့ပြီးတော့စားနေခဲ့ပါရင်အစားအစာစားနေရင်လည်းရှောင်းအနာကိုတွင်ကီးဆိုတဲ့အကြောင်းသားတယောက်ရောက်လာပြီးတော့လက်တော်နဲ့ဖက်နှက်တွေကိုရှော့စင်းနဲ့လာရောက်နေခဲ့ပါရင်ရှောင်းကတော့တွင်ကီရောင်းတဲ့ပစ္စည်းတွေကိုစိတ်ဝင်စားဖြစ်နေခဲ့ပေမယ့်တွင်ကီကျော်ဖို့အိတ်နဲ့တွဲချီထားတဲ့ကာစတီယာအတိုင်းကိုစိတ်ဝင်စားသွားခဲ့ပါရင် ရှောင်းလေးဒီစတီးယားတိုင်းကိုကန်ပြီးတော့ဒါလေးရောင်းမလားဆိုပြီးတော့တွင်ကီကို မေးလိုက်ပါတယ်။အဲဒီမှာပဲတွင်ကီကရောင်းဖို့မဟုတ်ဘဲနဲ့သူကမှတက်ဖို့ဝဲထားကြောင်းရှောင်းကိုပြောခဲ့ပါတယ်။အဲ့ဒီညမှာပဲတွင်ကီနဲ့ရှောင်းတို့ကတငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။တွင်ကီကလည်းကားပြိုင်ပွဲအတွက်ဝါသနာပါသူဆိုတော့နှစ်ယောက်သားကားပြိုင်တဲ့နေရာတစ်ခုစီသွားခဲ့ရင်းနဲ့အရင်နိုင်ငံတုန်းကသူ့ရဲ့အိမ်မက်တွေအကောင်ပြန်ဖော်ခြင်းစိတ်ဖြစ်လာခဲ့ပါတယ်။ဒီပြိုင်ပွဲထဲမှာတော့ပျော်ရွှင်နေကြတဲ့လူငယ်တွေနဲ့အမိုက်စားပြိုင်ကားတွေကိုကြည့်ပြီးတော့ရှောင်းတယောက်သဘောကျနေခဲ့ပါတယ်။ ဒီနေရာကိုရှောင်ကြည့်နေတော့မဲနီလာဆိုတဲ့ကောင်မလေးကပြိုင်ကအလန်းစားလေးမောင်းပြီးတော့ရှောင်နဲ့မနီမဝိနေရာကိုရောက်လာခဲ့ပါတယ်။နီလာကိုမြင်မြင်ချင်းကြွေသွားတဲ့ရှောင်ကတော့ဒီကောင်မလေးနားကိုသွားလိုက်ပြီးတော့တော်ကီပြင်လိုက်ပါတယ်။ဇလန်အစားကလိုတော်ကီကြွေပြီးမဲနီလာကတော့ပန်းရှင်ရည်သားကြီးရှိနေခဲ့ပါတယ်။သူမရဲ့ရည်သားကလည်းခေသူမဟုတ်ဘဲနဲ့ဒီပြိုင်ပွဲလောကရဲ့ဘရင်တစုဖြစ်နေခဲ့ပါတယ်။အဲ့ဒီနောက်တော့နီလာရဲ့ရည်စားကသူ့ကောင်မလေးကိုတော်ကီလာပြည့်တဲ့ရှောင်းကိုနီလာနဲ့နောက်မပတ်သက်ဖို့လူမိုက်ဆန်ဆန်ပြောခဲ့ပါရီ တချိန်တည်းမှာပဲတွင်ကီကပြဿနာမဖြစ်ဖို့အတွက်တာကာရှိကိုရှောင်းရဲကိုစားတောင်းပန်နေပေမဲ့ရှောင်းကတော့ပြန်တီးဖို့ဟန့်ပြေနေခဲ့ပါတယ်။အဲ့ဒီဘွဲကိုတာကာရှိရဲ့လုပ်ဖို့ကိုင်းပဲဖြစ်နေတဲ့ဟန်ဆိုးတဲ့ဘီဂျေကရှောင်းလို့ရက်ကိုသဘောကျပြီးတော့စောင့်ကြည့်နေခဲ့ပါတယ်။ရံပွဲနားသွားတော့ကားပြိုင်ပွဲအတွက်တာကာရှိကိုတငယ်ချင်းတယောက်ကလာခေါ်ခဲ့ပါတယ်။တာကာရှိကိုမကြည်မချမ်းဖြစ်နေသေးတဲ့ရှောင်းကတော့သူနဲ့ပြိုင်မလားလို့မေးလိုက်ပါတယ်။တာကာရှိကကားမရှိဘဲနဲ့ဘယ်ကားနဲ့ပြိုင်မလဲလို့အထင်သေးမြင်သေးနဲ့မေးလိုက်ပါတယ်။ ပေးချက်ဟန်ကသူကားတော့ကိုရှောင်းစီပြစ်ပေးလိုက်ပြီးတော့ဒီကားနဲ့ပြိုင်ဖို့ရှောင်းကိုပေးလိုက်ပါတယ်။အဲ့ဒါနဲ့ရှောင်းကတော့ပေးချက်ဟန်ရဲ့အကောင်းစားကားပေါ်တက်ပြီးတော့လီဘာကိုပြင်းပြင်းနေရင်တာကာရှိနဲ့ပြိုင်ဖို့အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ပြိုင်ပွဲစတာနဲ့ရှောင်းကကားကိုတာကာရှိထက်ကျော်အောင်မောင်းနေခဲ့ပါတယ်။ခဏလောက်ကြာတော့လမ်းကွေးမှာရှေ့မထိန်နိုင်ပေနဲ့ဘေးကအုတ်နီယံကိုဝင်တိုက်ခဲ့ပြီးတော့ကားကလည်းရက်တက်သွားခဲ့ပါတယ်။ရှောင်းတယောက်ဒုက္ခရောက်နေတဲ့အချိန်မှာတာကာရှိကတော့ကားကိုပိုင်ပိုင်နိုင်နိုင်မောင်းပြီးတော့ရှောင်းကိုကြော်တက်သွားခဲ့ပါတယ်။ ပြိုင်ပွဲလဲဆုံးရောဒါကာရှိကအနိုင်ရသွားခဲ့ပြီးတော့ရှောင်းမောင်းလာတဲ့ဟန်ရဲ့ကားကတော့သုံးစားမရတော့တာကြောင့်ဘေးကလူတွေကဝိုင်းကြည့်ပြီးတော့အပြစ်တင်နေခဲ့ပါတယ်။အဲဒီမှာပဲကားပြိုင်ပွဲပြီးလို့အိမ်ပြန်နောက်ကျနေတဲ့ရှောင်းကိုသူ့အဖေကမအိတ်သေးဘဲနဲ့စောင့်နေခဲ့ပြီးတော့ဆုံးမစကားတွေထပ်ပြောနေခဲ့ပါသေးတယ်။နောက်နေ့မှာရှောင်းကျောင်းစင်းတဲ့အချိန်ကိုစောင့်နေခဲ့ပြီးတော့ပျက်စီးသွားတဲ့ကားရဲ့ရောကြီးအတွက်သူ့အလုပ်တွေလုပ်ပေးရမယ်လို့ရှောင်းကိုပြောခဲ့ပါတယ်။အဲဒါနဲ့ပဲရှောင်းက BJ ဟန်ခိုင်းသမျှလုပ်ရလာခဲ့ပြီးတော့ဟန်သွားတဲ့နောက်ကိုလိုက်လာခဲ့ရပါတယ်။ အခုသူတို့ကြောင်းနေကြတာတော့လောင်းကစားရုံတစ်ခုဖြစ်ပြီးတော့ဒီနေရာကိုတာကာရှိဦးစီးထားတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဟန်အလုတ်ရဲ့ရှယ်ယာဝင်တာကာရှိကိုဟန်ကပတ်စံပေးနေခဲ့ပါတယ်။ဒီချိန်မှာပဲတာကာရှိရဲ့တငယ်ချင်းမိုရီမိုတိုကရှောင်းကိုကားပယ်တော့ပြိုင် မလဲလို့ကြီးတက်တဲ့နဲ့မေးလိုက်ပါတယ်။ဟန်ကတော့ဒီကောင်းတွေရန်ဖြစ်မှာဆိုလို့ရှောင်းကိုဆိုင်းအပြင်ကိုထွက်ခိုင်းခဲ့ပါတယ်။ရှောင်းဆိုင်ရှိမှရှိနေတော့တာကာရှိစီကိုလာတဲ့နီလာနဲ့တွေ့ခဲ့ပြီးတော့စကားတွေပြောနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ရှောင်းကတာကာရှိရဲ့အကြောင်းကိုဟန်စီမှမေးနေခဲ့ပါတယ်။ အဲ့ဒီမှာပဲဘားနဲ့ဘီယာဆိုင်တွေကတာကာရှိပိုင်းတာမဟုတ်ဘဲနဲ့တူဦးလေးပိုင်းတာလို့ပြောပြခဲ့ပါတယ်။တူဦးလေးအမိကတော့ကာမာကာတာဖြစ်ပြီးတော့လူမိုက်ကောင်းဆောင်တယောက်ဖြစ်ပါတယ်။အဲ့ဒါနဲ့ရှောင်းနဲ့အရန်ရင်းနှီးသွားတဲ့ဟန်ကသူ့အိမ်ကိုခေါ်သွားခဲ့ပြီးတော့ကာတစီလက်ဆောင်ပေးခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာတော့တွင်ကီနဲ့တန်ငယ်ချင်းတချို့ကတော့ဗိုလ်လီဘောကစားနေတာကိုရှောင်းနဲ့ဘီချင်းဟန်ကြည့်နေရင်းနဲ့စကားတွေဖောင်းဖွဲနေခဲ့ပါတယ်။အဲ့ဒီမှာပဲရှောင်းကသူနဲ့စားတွေ့ချိန်တုန်းကတန်ဖိုးကြီးတဲ့ကားတစ်စီးပြက်နိုင်မှတိလျက်နဲ့ဘာလို့ပေးမောင်းတာလဲလို့မေးလိုက်ပါတယ်။ ဟန်ကတော့သူ့အတွက်ပတ်စံကရေးမကြီးပဲနဲ့ယုံကြည်မှုနဲ့အရေးချင်းသာရေးကြီးချောင်းပြန်ပြောလိုက်ပါတယ်။အဲ့လိုနဲ့ဒရေဆွဲနီးကိုအခြေခံကနေစပြီးတော့ဟန်ကရှောင်းကိုတင်ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရှောင်းကဟန်ပေးတဲ့ကားနဲ့တောင်ပေါ်မှာဒရေဆွဲတင်ရင်နဲ့တစ်ဖက်မှာလည်းတွင်ကင်နဲ့တူကားတာယာဖို့ရဖို့အတွက်ဈေးရောင်းရင်းသူ့အိမ်မက်တွေအကောင့်ထဲပေါ်ဖို့ငွေရှာခဲ့ပါတယ်။နောက်ကြမှာတော့ရှောင်းအိမ်ပြန်နောက်ကြနေတော့အဖေဖြစ်သူကတော့သူ့ကိုအိမ်ထဲပေးမဝင်ဖြစ်နေခဲ့ပါတယ်။ကျန်ရမရတဲ့ဆုံးဘောဇီဟန်ရဲ့အိမ်မှာသာသွားအိပ်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ဟန်နဲ့တာကာရှိကကားတစီလောင်းကြီးထပ်ခဲ့ပြီးတော့ရှောင်းနဲ့မိုရီမိုတိုတို့ကိုကားပြိုင်မောင်းခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့ရှောင်းရဲ့ဒရစ်စကေးတွေအောက်မှာမိုရီမိုတိုအပြတ်သက်ရှုံးနေသွားခဲ့ရပါတယ်။အောင်ပွဲလေးနေနေကြလာတော့ပျော်ရွှင်နေတဲ့ရှောင်းကတော့နီလာနဲ့တွေ့ဖို့ချိန်ခဲ့လိုက်ပါတယ်။အဲ့ဒီညမှာတော့သူတို့နှစ်ယောက်ကားတူစီပြီးဘဝအကြောင်းတွေပြောရင်းနဲ့ပျော်ရွှင်နေခဲ့ပါတယ်။သူတို့ပျော်ရွှင်နေတာလေးမကြခင်မှာပဲရှောင်းတို့တငယ်ချင်းတွေရှိတဲ့နေရာကိုတာကာရှိရောက်လာပြီးတော့ရှောင်းကိုထိုးချက်ပြီးနီလာနဲ့ဝေဝဲနေဖို့ပြောခဲ့ပါတယ်။ ။နောက်နေ့မှာတော့စာသင်ခန်းထဲမှာနီလာကရှောင်းရဲ့မျက်နှာပေါ်ကဒဏ်ရာတွေကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်ပြီးတာကာရှိစီသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့နီလာနဲ့တာကာရှိတို့စကားများရန်ဖြစ်ပြီးတော့ဟန်အိမ်မှာနေနေတဲ့ရှောင်းစီကိုနီလာတယောက်ရောက်လာခဲ့ပါတယ်။တစ်ဖက်မှာတော့တာကာရှိဦးစီးတဲ့ဘားကိုသူဦးလေးမာကာကာတာရောက်လာခဲ့ပြီးတော့ဆိုင်ရဲ့ငွေငွေအထွက်ဝေစည်းင်းတွေကိုရှောင်းတခွင်စစ်ဆေးလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဘားရဲ့ဝင်ဝေးစင်းကကွာနေတာကြောင့်မင်းရဲ့ရှေးရဝင်ဟန်ကိုးနေတာလို့ဆွဆွဲပြောဆိုပြီးတော့ဆိုင်ထဲကနေထွက်သွားခဲ့ပါတယ်။ အဲ့ဒီမှာပဲစိတ်ဖိစီးမှုတွေများနေတဲ့တာကာရှိကသူ့တန်ငယ်ချင်းတွေနဲ့အတူဟန်အင်ကိုရောက်သွားခဲ့ပြီးတော့ဟန်ကိုစတင်ပြဿနာရှာပါတော့တယ်။တချိန်တည်းမှာပဲတာကာရှိကိုရှောင်းတဲ့အတူလာလာနေတဲ့နီလာကပြဿနာမဖြစ်ဖို့ဝန်တားခဲ့ပါတယ်။ဒါပေမဲ့လည်းဒီနေရာမှာနီလာကပါရှိနေတော့ရီစားလူလူဥလူကျွဲခတ်ပြီးတော့တနက်နဲ့ပြစ်ဖို့ချိန်ရလိုက်ပါတယ်။ပြင်းမှလွတ်နိုင်မယ်သိတဲ့ဟန်တို့ကတော့တနက်မချိန်ခင်မှာပဲကားပေါ်တက်ပြီးတော့မောင်းပြေးသွားခဲ့ကြပါတယ်။တာကာရှိတို့အုပ်စုကလည်းဟန်တို့နောက်ကိုကားနဲ့ထက်ချက်မကွာအသေးတန်လိုက်ခဲ့ပါတယ်။ ကားကိုအရှိန်ပြင်းပြင်းနဲ့မောင်းနေနေတာကြောင့်ရှိန်မထိန်နိုင်ပေနဲ့ဟန်နဲ့မိုရီမိုတိုတို့နှစ်ယောက်ဒီနေရာမှာတင်ပွဲချင်းပြီးတော့ဒေဆုံသွားခဲ့ပါတယ်။ဟန်ဒေဆုံပြီးတဲ့နောက်ပိုင်းမှာတော့နေဖို့နေရာမရှိတော့တဲ့ရှောင်းနဲ့နီလာတို့ကရှောင်းအဖေအိမ်ကိုသွားခဲ့ပါတယ်။ကောင်မလေးကိုမှသွားတဲ့ရှောင်းကိုခွင့်မလွတ်နိုင်သေးတဲ့တာကာရှိကတော့ရှောင်းအိမ်ကိုလာပြီးတော့ပြဿနာထက်ရှားပြန်ပါတယ်။ရှောင်းအဖေကတော့ဒီပြဿနာတွေကိုဝင်ရောက်ဖြေရှင်းလိုက်တော့အဆင်ပြေသွားပေမဲ့နီလာကိုတော့တာကာရှိကပြန်ခေါ်သွားခဲ့ပါတယ်။ ဒီနိုင်ငံမှာဆက်နေရင်ပို့ပြီးတော့ဒုက္ခရောက်တော့မှသိတဲ့ရှောင်းအဖေကတော့လေရင်လက်မဲ့ဝယ်ပေးပြီးတော့ညာရင်းချင်းပြန်ဖို့ပြောလိုက်ပါတယ်။ရှောင်းကတော့ခေါင်းမာနေခဲ့ပြီးတော့သူ့ပြဿနာကိုသူဖြေရှင်းမှဖြစ်မယ်လို့ပြောပြီးတအူးတဲ့တငယ်ချင်းတွင်ကီရှိတဲ့နေရာကိုထွက်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့တငယ်ချင်းတွင်ကီနဲ့တိုင်းပင်ကြေးလိုက်တော့တာကာရှိနဲ့ပြဿနာကိုဖြေရှင်းနိုင်ဖို့တာကာရှိဦးလေးလူမိုက်ကြီးကအဆုံးဖြတ်ပေးနိုင်လိမ့်မယ်လို့ပြောခဲ့ပါတယ်။တာကာရှိဦးလေးစီရောက်တဲ့အခါမှာတော့ ဟန်နဲ့ပတ်သက်တာပြင်တာကာရှိနဲ့ဖြစ်တဲ့ပြဿနာတွေအတွက်ငြိမ်းချမ်းရေးရှုဖို့လာခဲ့တာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့လည်းတရားမျှတစေဖို့အတွက် တာကာရှိကသူနဲ့ကားပြိုင်ပေးရမှာဖြစ်ပါတယ်။တကယ်လို့ဒီပြိုင်ပွဲမှာရှုံးနေသွားတဲ့သူကတော့ဒီမျိုးကနေအပြီးထွက်သွားရမယ်လို့ပြောလိုက်ပါတယ်။လူမိုက်ဖြစ်ပေမဲ့ငြိမ်းချမ်းရေးအတွက်လာဆွေးနွေးပြီးစိတ်ဓာတ်ခိုင်မာနေတဲ့ခြားတိတ်လေးရှောင်းကိုတော့တာကာရှိဦးလေးကိုရှောင်းကသဘောကျနေရန်တူပါတယ်။ ပြိုင်ပွဲအတွက်စိန်ခေါ်လာခဲ့ပေမယ့်အခုထိကားကောင်းကောင်းမရှိတဲ့ဆောင်ကသူပရမအောင်တာတာကာရှီနဲ့ပြိုင်လို့ရှုံးခဲ့ဘူးတဲ့ကားစုပ်ကိုယူပြီးတော့ပြန်ပြင်ခဲ့ပါတယ်။ပြိုင်ပွဲလုံးမဲ့နေ့မှာတော့နီလာပါဝင်ရှောင်းတို့အိုးစုလူမိုက်ကြီးကာမာကာတာပါဒီပြိုင်ပွဲကိုရောက်လာခဲ့ပါတယ်။ပြိုင်ပွဲစတာနဲ့တာကာရှီကရှောင်းကားကိုကြော်တက်ပြီးတော့အသေးတန်အရှိန်နဲ့မောင်းထွက်ခဲ့ပါတယ်။နှစ်ယောက်သားသူတပြန်ကိုတပြန်အရှိန်ပြင်းပြင်းနဲ့ပြိုင်နေကြတော့တာကာရှီရဲ့ကားကကြောက်သေးကိုထိုးချသွားပါတယ်။ဒီတစ်ချိန်မှာတော့ရှောင်းနိုင်လိုက်ပါပြီ။ ဒါကြောင့်ပေးထားတဲ့ဂရီတိုင်းတာကာရှိကဒီမျိုးကနေထွက်သွားခဲ့ရပါတယ်။ဒါနေမဟုတ်သေးပဲနဲ့ရှောင်းတယောက်ချစ်သူလေးနီလာကိုလည်းပိုင်ဆိုင်ခဲ့ရပါတယ်။ရှောင်းလေးကားလောကမှာနာမည်တလုံးရလာပြီးတော့ကားပြိုင်ပွဲအတွက်ပြင်ဆင်နေတဲ့အချိန်မှာတွင်ကီရောက်လာခဲ့ပါတယ်။ဟန်တငယ်ချင်းလို့ပြောတဲ့သူတယောက်ကမင်းနဲ့ကားပြိုင်ကျင်တယ်လို့ပြောရင်းနဲ့ဇလန်းလေးကိုအဆုံးသတ်ထားပါတယ်။ဟုတ်ကဲ့ပါဗျာ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပိတ်သက်တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဗျာ။